တညမှာယူကီတယောက်တည်းလမ်းလျှောက်နေတော့ကြီးမားတဲ့ကုန်တင်ရင်ကြီးတစ်စီးကရုတ်တရက်ထိန်းချုပ်မှုလွတ်ပြီးသူ့စီတက်တက်မတ်မတ်ဝင်လာခဲ့တယ်သူအခြေခံရတော့မဲ့အချိန်လေးမှာပဲသူ့ကိုတကြောင်လုံးမှာအရန်ဆွဲလန့်နေတဲ့စာကျမ်းပိုးမလေးချီမီရဲ့နာမည်ကိုသူ့အောက်ခေါ်လိုက်တယ် ပြီးတော့ယူတုဆရာကောင်းတာတစ်ခုဖြစ်ပျက်ခဲ့တယ်သူ့ခန္ဓာကိုယ်ကချက်ချင်းကျုံဝင်သွားပြီး6လက်မလောက်သာရှိတဲ့လူသေးသေးလေးဖြစ်ပြောင်းလဲသွားခဲ့တယ်သူကိုကိုကိုပြန်ကြည့်လိုက်တဲ့အခါသူလုံးဝအဝိပလာဖြစ်နေမှန်းသိလိုက်ရလို့ဝက်ဝင်ရုပ်စီကအဝိစားတွေကိုအမြန်ယူပြီးတူးတက်နိုင်တဲ့လောက်ဖုံးွယ်ခဲ့ရတယ်အဲ့ဒီအချိန်ကစပြီးအသေးဆုံးအရာလေးကအစသူ့အတွက်သေစေနိုင်တဲ့အနေအရီဖြစ်လာခဲ့တယ်လူကြီးတယောက်ဘဲကမှမသိရုတ်တရက်ပေါ်လာပြီးသူ့ကိုနင့်မိမလို့ဖြစ်ခဲ့တယ်ဒါပြီးတော့ယူကီကဘတ်စကားကိုလက်ပြပြီးသူ့ခွန်အားရှိသမျှနဲ့အော်ဟစ်ခဲ့တယ်ဒါပေမဲ့သူကအရန်သိငယ်နေလို့ဘသူကမှမမြင်ခဲ့ကြပါဘူးအဲ့ဒီနောက်အေးဆက်ပြီးတားကောင်ရှာနေတဲ့အကြီးနဲ့ကြီးမားတဲ့ကြောင်ကြီးတစ်ကောင်ပေါ်လာပြီးသူ့ကိုစိုက်ကြည့်ခဲ့တယ်ယူကီကကြောင်စိတ်ဝင်စားမှုလျော့သွားပ ဖို့မျှော်လင့်ရင်းတရားဟန်ဆောင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီတိရစ္ဆာန်ကသူ့ကိုအစာတုံးလို့အနမ်းခံခဲ့တယ်။ဒါကြောင့်နောက်ဆုံးစက္ကန့်မှာသူ့ကြောင့်ရဲ့ကြောပေါ်ခုန်တက်လိုက်တဲ့ကြောင်ကအရန်ကြောက်သွားပြီးအရှိန်ပြင်းပြင်းနဲ့ထွက်ပြေးသွားခဲ့တယ်ပြီးတော့အကွေ့တစ်ခုမှာဟန်ချက်ပြက်ပြီး Yuki ကိုလေထဲလွှင့်ဆင်သွားစေခဲ့ကအစိတ်တဲ့ဆုပ်ဖြစ်ပစ္စည်းတွေနဲ့ပြည့်နေတဲ့မြစ်ထဲကိုတက်တက်မက်မက်ရောက်သွားစေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲသူအစိတ်တင့်ရည်လည်းမကြဘဲရေမျက်နှာပြင်ပေါ်မျောနေတဲ့ပလတ်စတစ်ခွက်တစ်ခုလည်းကြားရောက်သွားပြီးအသက်ဆက်ရှင်မှုလင်ငယ်လေးတစ်ခွက်အုံပြုခဲ့တဲ့သူ့ရဲ့နောက်ဆုံးခွန်အားနဲ့သူ့အနီးနားကတရားစီလှောက်ခတ်သွားပြီးချီမီရဲ့နာမည်ကိုသူ့နှလုံးသားထဲကနေအောက်ခေါ်ခဲ့တယ်။ချီမီကသူ့ရင်ဘက်ထဲမှာအဝေးကခေါ်တန်တစ်ခုကိုရုတ်တရက်ခံစားလိုက်ရပြီး UK အနေနဲ့ရှိနေမှန်းအာယုံခံမိလိုက်တယ်။ဒါကြောင့်သူ့ဘယ်မှာလဲဆိုတာတော့မသိပဲသူ့ကိုရှာခွေဖို့ပြေးထွက်လာခဲ့တယ်။ တချိန်တည်းမှာပဲယူကီကကောင်မလေးတယောက်ရဲ့လျှက်စစ်စကူတာပေါ်တက်နိုင်ခဲ့ပေမဲ့စကူတာကအဖူထစ်တစ်ခုကိုတိုက်မိပြီးသူ့ကိုလမ်းပေါ်ပြစ်ချလိုက်ပါတယ်ကာတစီကသူ့ကိုတိုက်မိမလို့ဖြစ်ခဲ့ပြီးအရာအားလုံးပူဆိုးလာခဲ့တယ်မထင်မှတ်ပဲသူချီမီနဲ့တက်တက်တိုးတဲ့အထိပေါ်သူ့မှာကျန်တဲ့နောက်ဆုံးခွန်အားလေးနဲ့သူသူ့မနာမည်ကိုအော်ခေါ်လိုက်တဲ့သူမပတ်ပတ်လေကိုကြည့်လိုက်ပေမဲ့ဘသူ့ကိုမှမတွေ့ဘူးဒါပေမဲ့တစုံတစ်ခုကသူမကိုအောင်းငုံကြည့်ဖို့ပြောနေတယ်လို့ပါပဲသူမကြည့်လိုက်တဲ့အခါတင်းငယ်တဲ့ယူကီကသူမကိုပြန်ဆိုင်ကြည့်နေတာတွေ့လိုက်ရလို့မြင့်တက်သွားခဲ့တယ်သူတေတော့မဲ့ဆဲဆဲမှာကောင်းလေးငယ်တယောက်ဖြစ်ရုတ်တရက်ပြောင်းလဲသွားကြောင်းရှင်းပြခဲ့တယ် ချီမီကသူ့ကိုဆေးရုံခေါ်သွားခြင်းပေမဲ့သူချက်ချင်းညှဉ်းဆန်ခဲ့တယ်ဘာလို့လဲဆိုတော့သူ့အမေကင်ဆာနဲ့ကွဲလွန်သွားခဲ့တဲ့ကဆေးရုံတွေကသူ့ရဲ့အကြီးမားဆုံးစိတ်ဒဏ်ရာဖြစ်လာခဲ့လို့ပါဒါကြောင့်သူမဖုန်းကိုထုတ်ပြီးအိမ်မှာလူသေးသေးလေးတယောက်ရှိနေရင်ဘာလို့ရမလဲလို့စားလိုက်ရှာဖွေခဲ့တယ်သူမဖက်နေတော့လေပြင်းတစ်ချက်ကသူ့ကိုလွတ်ဆင်သွားစေလူမျိုးပါဖြစ်ခဲ့တယ်ယူကီနှာချေလိုက်တယ်ချီမီကသူ့နေမကောင်းစားပြူလာပြီးမှသဘောပေါက်သွားပြီးအိမ်ခေါ်သွားဖို့သူ့အိတ်ထဲမှာအမြန်ဖွက်ထားလိုက်တယ်အိတ်ထဲမှာသူပစ္စည်းတွေကြားညှက်မိပြီးဟိုဒီလွှဲစင်ကအယမ်းမိုးဝေလာပြီးအန်ဂျင်တလို့ဖြစ်လာခဲ့တယ်။သူတို့ရောက်တဲ့အခါချီမီကသူ့မိသားစုရှေ့မှာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ခဲ့ပြီးယူကီကသူ့မအခန်းထဲမှာပုန်းနေခဲ့တယ်။သူ မကခွက်တလုံးနဲ့ရေနွေးထည့်ပေးပြီးရေချိုးကန်လို့သုံးစီခဲ့ကသူမကိုမနှောက်ယှက်ရင်သူမပစ္စည်းတွေမထည့်ရင်နေလို့ရကြောင်းအေးဆက်စွာပြောခဲ့တယ်သူကသူ့မှာအဝတ်အစားနဲ့ကတိမရှိကြောင်းတတိပေးခဲ့တော့သူမရုတ်တရက်သူ့ရဲ့အယုတ်အိမ်ဟောင်းကိုတတိရသွားပြီးအိမ်အစ်စ်ဖြစ်ပေးခဲ့တယ် ဲ့ဒီနောက်သူမသူ့ကိုအယုတ်ဝစ်စားတွေဝတ်ပေးခဲ့ပြီးတင်းငယ်တဲ့ဝစ်စုံလေးတွေနဲ့မြင်လိုက်ရတော့သူမကြဲကြီးရေမောလိုက်တဲ့ယူကီစိတ်ဆိုးသွားပြီးသူမဆက်လောင်နေရင်အဝတ်တွေအကုန်ချွတ်ပြစ်မယ်လို့ချင်းချောက်ခဲ့ပေမဲ့သူမအတွက်တော့သူကပိုလို့တောင်ချစ်စရာကောင်းနေခဲ့တယ်သူမဆယ်ဖီတွေစလိုက်တဲ့သူ့ကိုထိုးထိုးပြီးပူပူဆာနောက်လာခဲ့တယ်။သူကတော့လုံးဝအကူရမယ်လို့ခံစားနေရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအရွယ်စားနဲ့သူပြန်မတိုက်ခိုက်နိုင်လို့ပါ။ ရုတ်တရက်ချီမီအမေအခန်းထဲဝင်လာပြီး"သူမတယောက်တည်းစကားပြောနေတာကိုတွေ့လိုက်ရတယ်။ချီမီကအမေတန်တရားမဝင်အောင်ဆူတောင်းနေတယ်လို့ဟန်ဆောင်လိုက်တယ်။အမေကညစာဘာစားမလဲလို့မေးတဲ့အခါ၊ယူကီပိုက်ကအကြေကြီးမြည်လာခဲ့တယ်။ချီမီကပကံလုံးတေးသေးလေးတစ်ခုအမြန်တောင်းပြီးခောက်ဆွဲတွေကိုအပိုင်းတေးသေးလေးတွေဖြတ်ပေးခဲ့တယ်။ယူကီအမြင်မှာတော့အဲ့ဓာတွေကအေယာမကြီးတွေလိုဖြစ်နေတာပေါ့။သူကအယုတ်အိမ်ကမတက်တောက်တက်တာရှိကြောင်းညှဉ်းညူပြီးချီမီနဲ့ပိုနီနီကက်ကက်အိတ်ချင်တယ်လို့ပြောခဲ့တယ်။